ာပေါင်းနှင့်ပြည့်စုံကြပါစေရှင်ဓမ္မဘေးဆရာတော်ရှင်ဝရိယတောင်စုံရေးသားတော်မူသော မထေမြတ်တို့စကားဝိုင်းဆိုတဲ့ဆောင်းလေးကိုမျှဝေတင်ဆက်ပါမယ်ရှင်ရွှေမကြီးသည်တောင်များမထေကြီးတို့စကားဝိုင်းနာကိုရဲရဲသာကက်မင်းရင်ရဲရဲသာဖြည့်ကိုမှားရင်မှန်အောင်ပြင်ပေးလိမ့်မယ်မှန်ရင်ပိုခိုင်မြဲတာပေါ့ဖျားကြီးတိုင်းမာရပူရာဆရာတော် မာရပူရမြို့မှာတူမောင်းပရိယတ်ထိတိုက်ကို1322ခုနှစ်ကပြန်လည်တည်ဆောက်တယ်။ ယခင်ညဝအကျော်ဖြစ်တော်မူတဲ့ဆရာတော်ကြီးဗန်းဒန္ဒနန္ဒီယကမန္တလေးဖျားကြီးတိုင်ပခန်းဆရာတော်ကြီးရဲ့တပည့်ကြီးဖြစ်ခဲ့လီတော့အခုတပံပြန်လဲတီထောင်တော့လေပခန်းဆရာတော်ကြီးရဲ့တပည့်ကြီးများကပဲစီစဉ်တင်ထောင်ပေးပါတယ်အဓိကစီစဉ်ပေးတာကတော့မန္တလေးဖျားကြီးတိုင်မရပူရာကျောင်းဆရာတော် ဘဒန္တဥက္ကန္တာဘီဝင်တာမထေမြတ်ဖြစ်ပါတယ်။စာတင်လိုက်တီထောင်ပြီးကလေးကဥပုပ်တည်းအဖိန်နေညနေပိုင်းဆိုရင်ဖျားကြီးစီရတော်ရွှေရီဆောင်စီရတော်ဗမော်စီရတော်အစားရှိတဲ့စီရတော်တွေများကြွားလာကြပါတယ်။ကျောင်းထိုက်ထဲမှာတိမ် ညောင်ဆောင်ွက်တစ်ခုကိုစနစ်တကျရေးပြီးညင်ဦးပိုင်းမှာယဟန်းငယ်များကိုတိမ်တင်နှံပေးပါတယ်။ပြီးရင်ဆရာတော်များအညောင်းပြေအနည်းနှိမ့်ခံကြတယ်။အမရပူရာဆရာတော်ကမိမိကိုတော့နင်းပေးတာစိတ်ရှည်လို့ဆိုပြီးအနားမှာအမြဲခေါ်ထားလေးရှိပါတယ်။ နင်းပေးသူမပြင်းရအောင်မန္တလေးကရှေးခေတ်ဆရာတော်ကြီးများရဲ့စကားဝိုင်းအတွေ့အကြုံတွေကိုပြန်လဲပြောပြတတ်ပါတယ်ဆရာတော်ကစာချရမှာဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုပြောပြရမှာဖြစ်ဖြစ်တစ်ဖက်သားလဲနားလဲစိတ်လဲဝင်စားအောင်ပြောပြတတ်ပါတယ် ဆရာတော်ထံကပထမဆုံးရလိုက်တဲ့အဖို့တန်ဩဝါဒကတော့မထေကြီးတွေစကားဝိုင်းနာကိုကဲ့ရဲရတယ်ရေနွေးဝိုင်းမှာဆိုလဲမထေကြီးတွေဝိုင်းမှာရေနွေးငှဲ့ပေးရင် စကားကိုနာယူရတယ်မင်းရင် တလုံးမဲတီတီရဲရဲတာဖြစ်ကိုဖြေတာမှားနေရင် သူတို့ကမှန်အောင်ပြင်ပေးလို့အမှန်ဖြစ်သွားမယ်မှန်ပြီးသားဆိုရင်လေမထေကြီးတွေရှိအတီးပြူလိုက်ရတော့ပိုခိုင်မြဲသွားတာပေါ့ မြင်းမြဲမှတ်ထားအကျိုးလိုလားတဲ့ဆရာသမားရှိမှပြောเสียရှိရင်ရဲရဲသာပြောစေတနာသာမှန်ပါစေအားလုံးမှန်သွားလိမ့်မယ်တဲ့ဆရာတော်ရဲ့ဩဝါဒကြောင့်ပဲမထေမြတ်တို့စကားဝိုင်းမှာဝင်ဆန်ရဲတဲ့အလီအထာရလာခဲ့ပါတယ်ဆရာတော်အမင်းရှိသလိုပါပဲမသိတာတွေလည်း အသည့်သီလာရခြင်းဝေခွဲမရဖြစ်တာတွေအမြင်ကြည်လင်လာခြင်းစတဲ့အကျိုးတွေအများကြီးရလာပါတယ်။တနေ့တူမောင်းတိုက်ထဲမှာလူပြန်တော်ဗရမများကစောက်တဲ့ចောင်းကြီးရေဆက်ချတော့မင်းကွန်တိပိတကဒရဆရာတော်ဖျားကြီးအပါဝင် မန္တလေးမှာရှိတဲ့စာသင်တိုက်ကြီးတွေကဆရာတော်ကြီးတွေ အတော်ကိုစုံစုံစုံပြီးကြတယ်။ နေစွမ်းမကဲမီမွန်လဲလောက်မှရင်နွေးချမ်းဝိုင်းထိုင်ကြရင်စကားဆက်မိရာကဆရာတော်တပါးကလေဒီဆရာတော်ကြီးရဲ့စာပေတွေနဲ့ပတ်သက်လို့ပညာရှင်တဦးက လေဒီဆရာတော်စာတပိုက်ကိုရွှေမကြီးသည်တစစ်တစစ်တန်တယ်လို့မှတ်ချက်ချတဲ့ကြောင်းပြောဆိုမိတဲ့အခါတိပိတကဒရမင်းကွန်းဆရာတော်ကြီးကတပည့်တော်အနေနဲ့လေဒီဆရာတော်ရဲ့စာတပိုက်တပိုက်ဟာရွှေမကြီးသည်တစစ်တစစ်မဟုတ်ပါဘူးတထောင်တထောင်တန်ပါတယ်လို့ပဲပြောကျင်ပါတယ်ပိတကတော်အစိုးမင်းတွေကိုဆရာတော်ကြီးအသေးပေကောက်ယူပြလိုက်တာတွေဟာအမြင်ကြည်လင်သွားတာပဲဆရာတော်ကြီးအစိုးမင်းတွေက စာပေကျမ်းကန်တဲ့ ယ်လေဘယ်တော့မှလွတ်တယ်မရှိဘူးတပီးတော့အခုလိုပြောရတာဟာလေအလင်္ကာမြတ်အောင် တင်စားပြောတာ မဟုတ်ပါဘူးမௌချစကားပြောတာပါ လေဒီဆရာတော်စာလိုစာတပိုက်လောက်ပြောနိုင်ရေးနိုင်လောက်အောင်ဒီကြီးရင်တဲ့ပညာပါရမီကိုဖြစ်ဖို့အတွက်ဘဝပေါင်းဘလောက်စီးစိမ်ဥစ္စာပေါင်းဘလောက်ကိုစွန့်လွတ်ပြီးပါရမီဖြည့်ခဲ့ရတယ်ဆိုတာမှန်ဆလို့တော့မရနိုင်ပါဘူးလို့မိန်ကြားပါတယ်မိမိအနေနဲ့ကတော့လေဒီဆရာတော်ဖရာကြီးရဲ့စာပေတွေသာမကဘူးမထေမြတ်တို့ရဲ့ကရုဏာပညာနဲ့မိန်ကြားတဲ့စကားတစ်ပုဒ်တိုင်းတစ်ပုဒ်တိုင်းရဲ့တန်ဖိုးကိုလည်းအလားတူတန်ဖိုးထားရှိပါတယ် ်အခုရွှေမကြီးသီးတောင်များကို အခုဖြန့်ဝေလိုက်ပါလားကိုတိုင်းတန်ဖိုးဖြည့်ကြပါစုမပြည့်စင်ရသားများ ညစွာဖျားသီးစေလိုတဲ့ဒုက္ခသစ္စာကို ထိုးထွင်းသိမြင်ပြီလို့ပြောနိုင်တဲ့ပုဂ္ဂိုလ်ကိုတွေ့ရခဲ့ပေမဲ့ဒုက္ခဆိုတဲ့စကားလုံးကိုရွတ်ဆိုညင်းညူကြသူကတော့မြန်မာစကားပြောတဲ့သူတိုင်းပါပဲသစ္စာတရားအဖြစ်မသိကြပေမဲ့အလိုမကျတဲ့အခါရေရွရမယ်အာမေနိတ်အဖြစ်နဲ့တော့လူမျိုးဘာသာမရင်းသိနေပြောနေလက်ခံနေတဲ့စကားလုံးမှာ သူ့ကိုအစားထိုးသုံးစရာကလည်းသူ့လောက်ဩစာကိုမြောက်တဲ့စကလုံးကခူးဒီရှာမရသေးဘူးထင်ပါရဲ့ဒီစကလုံးသုံးသူတိုင်းသာသူတို့ဘဇက်ကပြောတဲ့အတိုင်းအမှန်ဖြစ်မယ်ဆိုရင်တော့ကဘာကြီးဟာဒုက္ခတဲ့စခန်းကြီးပါလားတရားသဘောအရာအမှန်ဖြစ်ပေမဲ့လောကသုံးအနေနဲ့တော့ဒီလောက်ကြီးဟုံးမယ်မထင်ပါဘူးဘလို့ဒုက္ခတဲ့တွေပါလဲ စားဝတ်နေရေးမပြေစုံကြလို့ညင်းညူကြတဲ့မရှိစင်ရသားအတော်များများကိုတွေ့ဘူးပါတယ်သူတို့ကြုံတွေ့နေရတဲ့အခက်အခဲကိုကုညီဖြေရှင်းပေးလို့ပြေလည်သွားပြီဆိုတာနဲ့ညင်းညူတန်လည်းရက်သွားတာပါပဲတိတ်ညီကြောမရှိပါဘူးကုညီလို့လွယ်ကူတဲ့ဒုက္ခတွေမျိုးပါ အခုအတွေ့များနေရတဲ့ဒုက္ခတွေတွေကတော့တမျိုးပါ မရှိစင်းရဲ့ဒုက္ခတွေမျိုးမဟုတ်ပါဘူးအလွန်ကူညီဖို့ခတ်တယ်မပြည့်စင်းရဲ့ဒုက္ခတွေမျိုးတွေပါခင်မင်နဲ့မိစေတယောက်ရဲ့အိမ်မှာစုံတွေးရဘူးတဲ့ ဒုက္ခတဲ့အတော်ကြီးတယောက်ကိုတတိယမိပါသေးတယ်။ရောက်လာကလေးကညီးလိုက်တာနှစ်နာရီနီးပါးကြာပါတယ်။သူ့တကိုယ်လုံးကြီးလိုက်ရင်တော့ညီးညူရမယ့်အခြေအနေဘာမှမတွေ့ရပါဘူး။ခန္ဓာကိုယ်မျက်နှာအရေးပါမပါရဲ့။လက်ဘေးမှာဆွဲထားတဲ့ကြောက်စိမ့်ဆွဲကျိုးရဲ့။လက်မှာဝတ်ထားတဲ့ဗရမများလက်ကောက်နှစ်ကွင်းရဲ့ကလွဲလို့ပြည်တွင်းပြဘာမှမပါတဲ့အမျိုးသမီးကြီးပါ။ ူညင်းညူနေတာတွေကတော့နိုင်ငံခြားသွားနေတဲ့နိုင်ငံခြားသွားနေတဲ့သားကပိုးလိုက်တဲ့ကမော်ဒယ်အောက်လို့ဆိုလားအိမ်ကသားကသဘောမကျလို့ရောင်းပြီးအစ်စ်ပြန်ဝယ်တာအစင်မပြေတဲ့အကြောင်းကောလေးဆိုလားတက္ကသိုလ်ဆိုလားတက်နေတဲ့သမီးကကိုပိုင်ကားနဲ့မှကြောင်းတက်မယ်ဆိုလို့ကားတစီးတီးတန့်ဝယ်ပေးရတဲ့အကြောင်းတိုက်ခန်းတွေအများကြီးဝယ်ထားမိလို့အခုပြန်ရောက်မထွက်နိုင်တဲ့အကြောင်း လက်ရှိနေတဲ့အိမ်ကို နိုင်ငံခြားကပြန်လာမဲ့သားကမကြိုက်လို့အေးဆေးစိတ်ငြိမ်တဲ့နေရာမှာခြံကျဲကြီးနဲ့အိမ်တလုံးအသေးဆောက်ပြီးလို့အဲ့ဒီမှာ ပြောင်းရွှေ့နေထိုင်ရတဲ့အတွေ့မိဆွေတင်ကဟများစီ အလဲလာရတာ အရင်ကလောက်မနီးတော့တဲ့အကြောင်းစလာတွေပြောပြီးဒုက္ခများတဲ့အကြောင်းညှင်းညူနေပါတယ်တကယ်ပဲဒုက္ခအဖြစ်နဲ့ညှင်းညူနေတာလား ုက္ခဖြစ်လာပြီးထင်ပြီးဝင်ကားဝုတ်တိအလင်္ကာမြတ်အောင်ကြွားပြနေသလားတော့မပြောတတ်ပါဒုက္ခလို့ညီးနေတဲ့သူမျက်နှာမှာတော့အတော်ကျင်းတဲ့အာရနေပုံမျိုးနဲ့မပြတ်တရဆက်ပြောနေတော့တာပါပဲအိမ်ရှင်ကတော့အလိုက်သိင်းအင်းလိုက်နေပါတယ်မိမိအပါဝင် တခြားဧည့်သည်များမှာတော့ တကယ်ပဲဒုက္ခတဲ့အဖြစ်ဆိုက်ရောက်ကြရပါတော့တယ်ပြောလို့အတော်မောလောက်မှကဲစကားပြောလို့တော့ကောင်းပါရဲ့ကားကိစ္စစကားပြောစရာရှိလို့ပြန်လိုက်ပါဦးမယ်ဆိုပြီးထပြန်သွားလို့သာကြံသူများတက်ပြင်းချနိုင်ပါတော့တယ်တကယ်တော့သူကြုံတွေ့ခဲ့ရတာတွေဟာ လောကရဲ့ဒုက္ခမဟုတ်ပေမယ့်အခုလို လိုက်ပြောနေရတာကတော့တကယ်ဒုက္ခအစစ်ပါ ဒါကိုသူကတော့သတိထားမိပုံမရပါဘူး။ကုညီဖို့အလွန်ခဲရင်လေဒီလိုမပြည့်စင်ရသာဒုက္ခတွေတွေဘလောက်များတိုးပွားနေပါလဲ။အမိုက်ကရွှေဖြစ်ရအောင် မြမစကပုံမှာအမိုင်းနဲ့ပတ်သက်လို့စန့်ကျင်ဘက်အဓိပ္ပာယ်ဆောင်တဲ့စကပုံနှစ်ခုရှိပါတယ်။အမိုင်းကစာပြတ်သက်မီလောင်ဆိုတာရယ်အမိုင်းကရွှေဖြစ်ဆိုတာရယ်ပေါ့။အမိုင်းဆိုတာဘာမှတန်ဖိုးမရှိအတုံးမဝင်လှတဲ့အသေးအမွှားကိုဆိုလိုတာပါ။ ပြသက်ဆိုတာကတော့ဘာသာရေးအဆောက်အုံတို့နန်းတော်စားတဲ့တော်ဝင်အဆောက်အုံတို့ရဲ့အထွတ်မြတ်ရေးပါတဲ့နေရာပါ ရှေဆိုတာကတော့အာလုံးတီးကြတဲ့အတိုင်းပါပဲရေးကြီးခွင်ကျယ်မဟုတ်တဲ့ကိစ္စလေးတွေကိုအကြောင်းပြုပြီးအရေးကြီးတဲ့အရာတွေထိခိုက်ဆုံးရှုံးရတဲ့အခါနဲ့မထင်မှတ်လောက်အောင်အဖိုးတန်တဲ့အရာတွေဖြစ်ပေါ်လာတဲ့အခါမျိုးမှာ ဒီစကားပုံတွေကို ထိုက်သိမ့်တယ်လို့သုံးကြပါတယ်။တိုချင်းထိမိတဲ့ဩစာကုံမြောင်စကားပုံလေးတွေပါပဲ။ဘဝနဲ့ဆက်ဆက်တွဲอยู่ရမယ်ဆိုရင်တော့လူဘဝဆိုတာတစ်ဖက်ကကြည့်ရင်ရာခဲတဲ့ဘဝမှုမြင်းမြတ်တယ်လို့ဆိုနိုင်တယ်လို့အသက်လို့ခေါ်တဲ့ရုပ်တဲ့နံတဲ့တို့ကိုစောင့်ရှောက်ပေးတဲ့ အာယုဓာတ်ရယ်အုံတမခေါ်တဲ့ကိုငွေ့ရယ်တိတက်တဲ့ဝိညာဉ်ရယ်ဒီသုံးခုပျက်စီးသွားပြီဆိုရင်ဒီခန္ဓာကိုယ်ကြီးဟာထင်းခွဲတဲ့အခါဘေးစင်ကြလာတိုင်းအမိုက်လိုပါပဲလို့မြတ်ဗုဒ္ဓဆုံးဖြတ်ခဲ့တဲ့အတိုင်းအမိုက်တုံးကြီးပါပဲအမိုက်ဆိုပေမဲ့ပေါ်သေးသေးတော့မှတ်မှတ်လိုက်နေသူကြောင့်ပြတ်သက်မီးလောင်နိုင်တယ်လို့ရွှေလဲဖြစ်နိုင်တယ်ဆိုတာကို အထူးသတိပြုရပါလိမ့်မယ်အခုရရှိထားတဲ့ဘဝခန္ဓာကိုယ်ကြီးဟာရာခဲတဲ့လူဘဝခန္ဓာကိုယ်ကြီးဖြစ်လို့မနုဿတ္တဒုံလဘဆိုတဲ့ဂုံနဲ့ပြည့်စုံုံမကပါဘူးကြုံခဲတဲ့မျက်စွာဖျားသာသနာတော်ကြီးနဲ့ကြုံနေရတာဖြစ်လို့ဘုဒ္ဓဘာသာဒုံလဘဆိုတဲ့ထက်ဆင့်ဂုံတူးနဲ့ပြည့်စုံနေတဲ့ခန္ဓာကိုယ်ကြီးပါ ဒီဂုံဒူးတွေဟာဘဝအတွက်အလွန်အရေးပါမြင့်မြတ်တဲ့ပြတ်သက်ကြီးတွေပါပဲဒါပေမဲ့လူဆိုတာဘဝကိုစားခဲ့တာကိုကဘဝနိဂန်ဒီကလောဘဇောလို့ခေါ်တဲ့ဘဝကို တွေ့တာတဲ့အလိုဆန္ဒနဲ့စားခဲ့ကြတာဖြစ်လေတော့ဘာမဆိုကိုယ့်အလိုဆန္ဒကိုပဲရှည်တန်းတင်စဉ်းစားတတ်ကြပါတယ်ကိုယ့်အလိုဆန္ဒနဲ့မကိုက်ညီကြတဲ့အခါ ကိုဆန္နာရဲ့စမ်းကျင်ဘက်နဲ့တွေ့ကြတဲ့အခါမှာတော့အလိုဆန္နာကအသိဉာဏ်ကိုကန်းသွားစေတတ်ကြပါတယ်။ဒီလိုနဲ့ပဲလူအချင်းချင်းခိုက်ရန်ဖြစ်ပွားကြမနာလိုဝင်တို့ဖြစ်ကြုံမကသူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေတဲ့စစ်ပွဲကြီးတွေအထိဖြစ်သွားတတ်ကြပါတယ်။အမျိုးဘာသာသာသနာအတွက်မဟုတ်ပဲကိုယ့်အလိုဆန္နာပြည်ရေးတစ်ခုတည်းအတွက်ဖြစ်ပွားခဲ့တဲ့စစ်ပွားတွေဟာစစ်ပွဲတွေဟာ ကဘာသမိုင်းနဲ့ချီကြည့်ရင်နဲလာမယ်မထင်ပါဘူးဟစ်တလာဆိုတဲ့လူတယောက်ရဲ့ယူယူမိုက်မိုက်အလိုဆန္ဒကြောင့်တေခဲရတဲ့အသက်ပေါင်းကနင်းတော့သလားတကယ်အခြေမြစ်လိုက်ကြည့်ရင်တော့ဒီအမိုက်ခန္ဓာကိုယ်ကြီးရဲ့အလိုဆန္ဒမိပွားလေးကစပြီးရခဲ့တဲ့လူဘဝကြုံခဲ့တဲ့သာသနာဆိုတဲ့အခွင့်အထူးပြသက်ကြီးတွေကိုအချင်းလီလောင်ကျွမ်းပျက်စီးစေခဲ့တာပါပဲ တခြားဘက်ကကြီးမယ်ဆိုရင်တော့ဒီအမိုက်ခန္ဓာကိုကြီးရယ်ဘာမှအသုံးလဲမကျတာရှည်လဲမခံအနှစ်သာရလဲမရှိတဲ့သဘောတွေကိုတဘာဝကြကြတွေးခေါ်ပြီးသုံးလို့ရသလောက်အတွေးမှာလောကအကျိုးသာသနာအကျိုးအတွက် အသုံးချနိုင်ကြရဲ့လို့လောကရဲ့ဂုံပြူဆန်ထားခြင်းခံကြရသူတွေရှိသလိုဒီခန္ဓာကိုကြီးက ပေါ်ပြနေတဲ့သဘောလက္ခဏာစိမ့်မှန်တွေဖြစ်တယ်မမြဲတဲ့သဘောစင်းရဲတဲ့သဘော အဆိုးများတဲ့သဘောတွေကိုသိမြင်ပြီးလောကကို အပူဟပ်စေတဲ့လောဘမီဒေါသမီ မောဟမီစားတာတွေကိုနှိမ့်သက်နိုင်ကြလို့ ကိုယ်တိုင်လည်းငြိမ့်၏ကိုနဲ့ဆက်ဆက်ရာပတ်ဝန်းကျင်ကိုလည်းအေးများစေနိုင်တဲ့အမတ်တတ်ကိုရရှိသွားကြတဲ့အရိယာပုဂ္ဂိုလ်တွေလည်းဒီသာသနာအတွင်းမှာ မရေမတွဲနိုင်အောင်ပေါ်ထွက်နိုင်ခဲ့ပါတယ်ဒီနည်းနဲ့အမိုက်ကရွှေဖြစ်ဆိုသလိုအဖို့တန်မြင့်မြတ်တဲ့အကျိုးတွေကိုလည်းဒီခန္ဓာနဲ့ပဲရင်းပြီးရနိုင်ကြတာပါ လူတိုင်းလူတိုင်းဟာအလုတ်တစ်ခုခုကို နိုးချိန်ကစပြီးအိပ်ပျော်ချိန်ထိလုံးနေကြရပါတယ်။စိတ်နဲ့ကြံစီတဲ့အလုံ၊နှုတ်ကပြောဆိုတဲ့အလုံ၊ကိုယ်နဲ့လှုပ်ရှားလုပ်ကင်တတ်တဲ့အလုံတစ်ခုမဟုတ်တစ်ခုတော့လုံးကြပါတယ်။အေးအေးဆေးဆေးလုံးကြတာရှိတယ်။ပူပူပြင်းပြင်းလုံးကြတာလည်းရှိပါတယ်။အကြောင်းမျိုးမျိုးနဲ့ပုံစံမျိုးမျိုးလုံးနေကြတာပါပဲ။ မြတ်ဗုဒ္ဓရဲ့အဆုံးအမအရာတော့ဘာပဲလုံနေနေပါ အဲ့ဒီလှုပ်တဲ့အလုပ်ကိုတတိရှိရှိနဲ့ကိုယ်အလုပ်ကိုတည်နေဖို့ကအရေးကြီးတယ်လို့မိန်ကြားပါတယ်။တတိပဋ္ဌာန်အလုပ်ဆိုတာအဲ့ဒီလိုတတိထားအသိပွားစေတဲ့အလုပ်ပါ။အမှတ်တမဲ့ကြံစီပြောဆိုလုပ်ကင်နေကြရင်သာ ကိုယ်အလုပ်ကိုအကောင်းအဆိုးအကျိုးအပြည့်မစီစင်းမိပေမဲ့တတိထားတဲ့အကျင့်ရလာပြီဆိုရင် ကိုယ်အလုပ်ကိုစီစီပြီးသားဖြစ်နေပါတယ်။ အဲ့ဒီအခါမှာလူဆိုတာ အပြစ်ကင်းပြီးအကျိုးလိုလာတယ်ဗီဇတတ္တိရှိခဲ့ကြတဲ့အတိုင်းအပြစ်ကိုရှောင်ပြီးအကျိုးကိုသာ ဆောင်လာကြရမှာမလွဲပါဘူးသတိထားကြည့်ပါအ ਨੇ ဆုံး ကိုလှုပ်တဲ့အလုပ်အကြံအစီ အပြောအဆို အလုပ်ကင်အားလုံးဟာ အမိုက်ကစပြီးပြတ်သက်မိရှုပြင်းနေကြတာလားအမိုက်ကရွှေကို ထုတ်ယူနေကြတာလားအမိုက်ကရွှေဖြစ်နိုင်ကြပါစီ တမဲတို့ရဲ့လွတ်လပ်ခွင့်မန္တလေးမြို့မိုးကောင်းတိုက်ကတတ်တော်ရှိဒေဝန်ဆရာတော်ဖျားကြီးဆိုတာမန္တလေးမြို့မှာရှိတဲ့ယဟန်းရှင်လူတို့သာမကမြမပြည်အရရမှာရှိကြတယ်ပရိယတိသာသနာတော်ကို မျက်ချီမပြတ်ကြတဲ့ဗုဒ္ဓဘာသာဝင်တိုင်းလူလူကြားသည့်လေးစားချရတဲ့ဆရာတော်ကြီးပါဆရာတော်ကြီး ဝီနီးတော်ကို အလွန်လေးစားတာ သီလသမာဓိပညာကုန်ကြီးမားတာတို့အပြင် ပရိယတ်ထိသာသနာတော်ရဲ့အစင်အမြင့်ဆုံးစာမေးပွဲကြီးဖြစ်တဲ့တိပိတကဒရရွေးချယ်ရေးစာမေးပွဲမှာမိမိရဲ့ခန္ဓာကိုယ်လှုပ်ရှားနိုင်သမျှဥဆောင်နာယကအဖြစ် ဆောင်ရွက်တော်မူခဲ့တာဖြစ်လို့ပရိယတ်ထိနယ်မှာလေးစားဆန်ထားခြင်းခံရတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ တကားတကားမတို့ကိုဆုံးမဩဝါဒပေးရမှလဲလူရင်းတူရှင်းနဲ့မှတ်လောက်သားလောက်အောင် မဖြစ်မနေလိုင်းနာခြင်းလောက်အောင်ဆုံးမညွန်ကြားလေးရှိတာမို့မန္တလေးမှာရှိကြတဲ့သာသနာရေးလူမှုရေးစားတဲ့အဖွဲ့အစည်းတွေအားလုံးလောက်ဟာဆရာတော်ကြီးထံမှာဆုံးမဩဝါဒခံယူလေးရှိကြပါတယ်။ တခါကလူကြီးလူငယ်အတော်ဆုံးလင်းတဲ့အဖွဲတစ်ခုဆရာတော်ကြီးထံဆုံးမဩဝါဒခံဖို့ရောက်လာကြတယ်ဦးစီဦးစီရပြူတယ်တကားကြီးကတပီးတော်တို့တကားတကားမများအတွက်ဘဝဒုက္ခလူမှုဒုက္ခတွေကလွန်မြောက်နိုင်မှုအတွက်ဆရာတော်ဖရာရဲ့လမ်းညွန်ဆုံးမဩဝါဒကို ခံယူဖို့ရောက်လာကြတာဖြစ်ပါကြောင်းလျှောက်ထားတဲ့အခါဆရာတော်ကြီးကအေးတကားတို့တက်ရှိဖြစ်တဲ့အတွက် ုက္ခအလုံးကလွံ့မြောက်လိုကြရတယ်ဆိုရင်အဲ့ဒီလူတွေကတမဲတွေကို အရင်ဆုံးလွတ်လပ်ခွင့်ပေးကြအောင်ကွဲလို့မိန်ကြားလိုက်ပါတယ်တမဲတွေလွတ်လပ်ရေးပေးကြဆိုတဲ့ဆရာတော်ကြီးရဲ့စကားကအထူးဆန်းဖြစ်နေတဲ့အတွက်အံ့ဩထူးဆန်းတဲ့အမူအရာနဲ့ဆရာတော်ကြီးကိုမောကြည့်ကြပြီးဆရာတော်တမဲတွေကိုဘလို့များလွတ်လပ်ခွင့်ပေးစီရာလူနေပါသေးလဲဖျားလို့ရှောက်ထားကြပါတယ် ဆရာတော်ကြီးကတခါတော့ဒိုးနိုင်ငံဟာဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံကြီးပဲဗုဒ္ဓဘာသာဝင်အများစုကြီးနေတဲ့နိုင်ငံလဲဟုတ်တယ်ဒီလိုနိုင်ငံမျိုးမှာတခါတော့စဉ်းစားကြည့်စမ်းလမ်းဘေးမှာရှိကြတဲ့တောက်ရည်အိုးစင်တွေမှာရေမှုတ်ရေခွက်တွေလွတ်လွတ်လပ်လပ်နေခွင့်ရရဲ့လားတန်ကျိုးတွေကို အခြေခံနေရတယ်ဗျာ ပြီးတော့ចောင်းកံဖះရတို့အလူတန်းတို့သွားကြတဲ့အခါမှာကောဖနက်တွေဟာလွတ်လွတ်လပ်လပ်ချွတ်ထားလို့ရသလားတန်စကားအကန့်အကန့်လွေးတွေထဲမှာထည့်ထားခံရတယ်မို့လားအဲ့ဒီတက်မဲ့ရေမှုန့်ရေခွက်တွေဖနက်တွေလွတ်လပ်ခွင့်မရတာဟာဘသူတွေကြောင့်လဲတက်ရှိလူတွေကြောင့်မဟုတ်လားလူတွေဆိုတာဗုဒ္ဓဘာသာဝင်တွေမှတ်မှတ်လိုက်နေ တို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေကြီးသွားကြတဲ့အလှပွဲတွေဖျားတဆောင်တွေမှာကိုဖက်နဲ့တွေဒီတိုင်းထားလို့ကိုမရကြသေးဘူးမို့လားအဲ့ဒါတွေလွတ်လပ်ခွင့်ရအောင် အရင်လောက်ရအောင်မှာဗျဒုက္ခဆိုတာဘလို့ဒုက္ခမျိုးကပဲလွတ်ချင်လွတ်ချင် အခြေခံအကြဆုံးကကိုကျင်းတီလာပဲကိုကျင်းတီလာ မလုံးချုံရင်ဘဝဒုက္ခတွေက လွန်မြောက်ဖို့မပြောနဲ့ဘဝလုံခြုံမှုကိုတောင်မရနိုင်ဘူးဒီလိုအခြေခံကြတဲ့ကိုကျင့်တရားအရာရာမှာဗုဒ္ဓသာသနာတော်ထွန်းကားတဲ့နိုင်ငံကြီးတနိုင်ငံအနေနဲ့တခြားအဖို့တန်ဖိုးရှိတဲ့ပစ္စည်းတွေမဆိုထားနဲ့တောက်ရည်အိုးစင်ကရေမှုတ်ရေခွက်လိုပစ္စည်းလေးတစ်ခုကိုတောင်လွတ်လွတ်လပ်လပ်ထားလို့မရသေးဘူးဆိုတာ တခြားတိုင်းသဘာသား တွေမြင်ရတွေ့ရရင်ဘလောက်ရှက်စရာကောင်းလဲ နိုင်ငံကြီးသားဖြစ်ဖို့ဆိုတာတိုက်ကြီးတာကြီးတွေရှိနေုံနဲ့ကဘာကျော်တထဲကြီးတွေရှိနေုံနဲ့နိုင်ငံကြီးလို့မခေါ်နိုင်ဘူးကိုကြည့်တရားကြီးမားတဲ့လူတွေနေမှဖြစ်တာအဲ့ဒီလိုနိုင်ငံသားကိုမှ နိုင်ငံကြီးသားလို့ခေါ်ဆိုနိုင်မှာဗျာကဲဘဲနဲ့လဲလို့မေးလိုက်တော့အားလုံးပဲခေါင်းငိုက်ဆိုင်ကြသွားပါတော့တယ် အမှန်ကတော့ဒီအဖြစ်တွေကို တွေးမြင်နေကြရတာကြာလဲကြာပါပြီ။တနည်းအားဖြင့်မှလည်းပဲ မဟုတ်ပါဘူး။အရက်ဒေတာတိုင်းနေရာတိုင်းလိုလိုမှဖြစ်နေကြတာပါ။လူတို့ရဲ့ကိုကျင့်တရားချွေရင်မှုနဲ့လူတံမိုးကို အလေးမထားမှုကြောင့်တမဲအရာတွေမှာ လွတ်လပ်မှုမရှိုံမြမက လုံခြုံမှုကင်းမဲ့တဲ့အဖြစ်မျိုး တွေးကြုံနေရတာတွေလည်းအများကြီးပါပဲ။ လူအများတဲခိုနားနေဖို့စောက်လုထားတယ်ဇရက်တဆောင်းတွေမှာကွက်လက်မကျင်အောင်အယုဒ္ဓနတ္တမသိလျော်အကျိုးမရှိတဲ့စာတွေရေးသားကြတာအုတ်ရေအိုးစင်တွေမှာကွန်သွေးများပေးကြံနေတာအများတောက်တဲ့ရေအိုးစင်နားမှာရွှန်းရှားပွဲအညစ်အကြေးနှက်တလိပ်တွေထွေးထားကြတာစတာစတာတွေပြီးတော့တက်ရှိလူတို့ရဲ့စီကဲမဲမှုကြောင့် တမ်းမဲတွေ အစဲခံရတာလည်းရှိသေးတယ်။လမ်းသွားလမ်းလာမလွတ်လပ်တဲ့နေရာတွေမှာရက်ထားတယ်။ကားဆက်ပြီးလှဲတွေအစဲခံရတာမျိုး၊ရံပြုတ်ခံရတာမျိုးလည်းရှိသေးတယ်။အိမ်ရှိလမ်းမမှရက်ထားတဲ့ဝါးလဲကိုညမောင်မောင်ဝင်တိုင်းပြီးလို့ဝါးတွေနဲ့လှဲကိုဓားနဲ့လာဟုတ်သွားတာမျိုးတွေတခုခုနဲ့ဝင်တိုက်ခံရတာတွေတခြားအရာကိစ္စတွေလည်းအများကြီးရှိနေကြအောင်မှာပါ ဓာတွေအားလုံးဟာတက်ရှိတွေထဲမှာအသိဉာဏ်အကြီးဆုံးနဲ့အရင်ကျေးဆုံးဖြစ်တဲ့လူတို့ရဲ့စည်းကမ်းမဲမှုကြောင့်တမ်းမဲတွေမှာကြုံတွေ့ရတဲ့ဖြစ်ရပ်တွေပါပဲဆရာတော်ကြီးရဲ့ဆိုလိုရင်းကတော့တမ်းမဲတွေမှာအသက်ရှိအထူးသဖြင့်လူတွေကြောင့်ကြုံတွေ့ရတဲ့ဒီမနစ်မျိုးစရာတွေပပြအောင် လူတွေရဲ့ကိုကျင့်တရားတွေကို ပထမဦးဆုံး ပြုပြင်မှုအရေးကြီးတယ်လူတွေမှာဒီလိုကိုချင်းတရားတွေနဲ့ပြည့်စုံကြမယ်ရင်ကျေးကြမယ်ဆိုရင် လူမှုဒုက္ခနဲ့ဘဝဒုက္ခအမျိုးမျိုးကလွတ်လပ်ဖို့အတွက်အခြေခံသီလသိက္ခာပြည့်စုံပြီးဖြစ်လို့ရည်မှန်းသမျှမုတ်ချနိုင်ရမယ်လို့ဆိုလိုတာပါ မိမိတို့ကိုယ်တိုင်ဆရာတော်ကြီးမိန့်ကြားခဲ့တဲ့တမ္မတ်တို့ကို မလွတ်လပ်အောင် လုံခြုံမှုကင်းမဲ့အောင်ရံပြုခံရအောင်ပြုလုံးနေကြသူများစည်ရင်တဲ့ကကင်းလွတ်ကြပါစေရဲ့လားတကယ်လို့များဒီစည်ရင်ထဲပါဝင်နေသေးတယ်ဆိုရင် ဘာကို အရင်လုံးကြမလဲဆိုတာစဉ်းစားပြီးအမှန်အကန်သုံးသက် ဆုံးဖြတ်အကောင့်ထဲပေါ်နိုင်ကြပါစီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်ပိုင်းသစ်မှာပြန်ဆောင်ကြပါမယ်ရှင်ကျမမေဦးမိုးပါရှင်